အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူရာဖြစ်မျှဝေဆွေးနွေးပေးနေတာကတော့အင်ဂျင်ပူလာမှလီဘာနင်းလို့ရတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရာဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ်အင်ဂျင်ပူလာမှလီဘာနင်းလို့ရတဲ့ပြစ်ချက်တွေကတော့ဖြစ်နိုင်တဲ့ပြဿနာတွေအများကြီးပဲရှိပါတယ်အဲ့ဒီထဲကမှအများဆုံးဖြစ်နိုင်တဲ့ပြစ်ချက်တွေကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအင်ဂျင်ပူလာမှလီဘာနင်းလို့ရတဲ့ ပြဿနာဖြစ်တဲ့အတွက်အင်ဂျင်ရဲ့အပူချိန်ပေါ်မူတည်ပြီးတော့အလွတ်လွတ်ရတဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ဆန်ဆာတွေပေါ့ဗျာအဲ့ဒီဆန်ဆာတွေရဲ့ပြစ်ချက်တွေဖြစ်နိုင်တယ်နောက်တစ်ချက်ကလောင်စာစီပေးတဲ့စနစ် fuel system ပေါ့အဲ့ဒီ fuel system ကြောင့်လည်းဖြစ်တတ်တယ်နောက်တစ်ချက်အနေနဲ့ကလေတကားလို့ခေါ်တဲ့ throttle ဒီ throttle ရဲ့ system ကြောင့်လည်း engine ပူလာမှလီဘာနင်းလို့ရတဲ့ ပုံစံတွေကိုကြုံတွေ့ရတာဖြစ်ပါတယ်ပြစ်ချက်တွေကိုကြုံတွေ့ရပါတယ်အဲ့လိုမျိုးဆိုတော့အင်ဂျင်အေးနေတဲ့အချိန်မှာ လီဗာကပေးမနေဘူးလီဗာနင်းလို့မရဘူးလီဗာနင်းလိုက်ပြင်မဲ့လေကားအင်ဂျင်က RPM တက်မလာဘူးအဲပြောမယ်ဆိုလို့ရှိရင်တော့အင်ဂျင် RPM မတက်တဲ့အတွက် ကားကလည်းအယုံဆွဲတွေကကျနေမယ်ဒါပေမဲ့အင်ဂျင်ကသူ့ရဲ့ NOD လို့ခေါ်တဲ့ normal operation temperature ကိုရောက်သွားတဲ့အချိန်မှာလီဗာကကောင်းကောင်းပေးနေတယ်ပေါ့နော်ဒီလိုပြဿနာမျိုးတွေကလည်းတစ်ခါတလေမှာကြုံတွေ့ရတဲ့ထူးထူးခြားခြားကြုံတွေ့ရတဲ့ပြစ်ချက်တွေထဲမှာပါဝင်ပါတယ်ဒါ ው ရောကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ဆွေးနွေးပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ model မြင့်လာတဲ့ကားတွေမှာလေတကားမှာဆိုရင်ဘာပါလာလဲဆိုတော့ short day actuator လို့ခေါ်တဲ့လေတကားကို မော်တာနဲ့အလုံးလုံးစီတဲ့စနစ်တွေဖြစ်ပါတယ်အဲ့လိုအလုံးလုံးစီတဲ့စနစ်တွေဖြစ်တဲ့အတွက် ဒီလေတကားကအေးနေတဲ့အချိန်မှာမော်တာကကောင်းကောင်းမွန်မွန်မတုံ့ပြန်မန်းနဲ့ကောင်းကောင်းအလုံးမလုံးတဲ့အနေအထားမျိုးတွေလည်းဒီခါလေးမှာကြုံရတယ်။ပူလာပြီဆိုတော့မှသူ့ရဲ့ပုံမှန်လုံးလုံးတဲ့နှုံးကိုရောက်သွားတာ။အဲ့တော့လေတကားရဲ့အားနည်းချက်ပေါ့ဗျာဒီမော်တာရဲ့အားနည်းချက်တွေကြောင့်လည်းဒီလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်။အဲ့တော့ကျွန်တော်ဒီခေါင်းစဉ်ရဲ့အောက်မှာအင်ဂျင်ပူလာမှလီဘာနင်းလို့ရတယ်ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာအချက်လက် လေးချက်ကိုကျွန်တော်ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုဆွေးနွေးပြီးသွားပါမယ်။နံပါတ်2အနေနဲ့ကတော့ဖြစ်နိုင်တဲ့အကျိုးဆက်တွေကိုဆွေးနွေးပြီးသွားပါမယ်။နံပါတ်3အနေနဲ့ကတော့ဒီပြစ်ချက်ဖြစ်လာတဲ့အခါမှာစစ်ဆေးရမယ့်အပိုင်းတွေကိုဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်။နောက်နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ service မှာကြုံတွေ့ခဲ့ရတဲ့ တစ်ချက်တွေကိုမိတ်ဆွေတို့ကိုဆွေးနွေးပြီးသွားပါမယ်အဲ့တော့ဒီအပိုင်းတွေကိုမဆွေးနွေးခင်မှာမိတ်ဆွေတို့ကိုအရင်ဆုံးမျှဝေပေးချင်တာကတော့လေတကားနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလည်းအရင်ဆုံးမျှဝေပေးချင်ပါတယ်အရင်တော့ကဆိုရင်ဓာတ်စီအင်ဂျင်တွေမှာပေါ့နော်ကာရက်တာစနစ်တွေကိုအသုံးပြုလာခဲ့ကြတယ်ကာရက်တာစနစ်ဆိုတာကဒီလောင်စာပေးတဲ့စနစ်မှာဆိုရင် EFI စနစ်ကိုမရောက်ခင်မှာ character စနစ်ကိုသုံးခဲ့ကြတယ်အဲ့လို character စနစ်ကိုသုံးခဲ့တဲ့အချိန်တုန်းက လောင်စာစီစီလီချိုးတွေကမညီမျှတဲ့ပြဿနာမျိုးတွေဖြစ်တဲ့အဲဒီကနေလောင်စာစီစားများတဲ့ပြဿနာတွေစီကြများပြီးတော့မှစီအုပ်ပြီးနှိုးမရတဲ့ပြဿနာမျိုးတွေကြုံတွေ့ခဲ့ရတယ်။အဲဒီနောက်ပိုင်းမှာစန်စာတွေပေါ်အခြေခံပြီးတော့ ECU ကအာယုံခံ ECU ကတွက်ချက်ပြီးတော့မှလောင်စာစီပေးတဲ့စနစ်တွေဖြစ်တဲ့ EFI စနစ်တွေကိုပြောင်းလဲအသုံးပြုလာခဲ့ကြတယ်။အဲဒီစနစ်တွေကိုပြောင်းလဲအသုံးပြုလာတဲ့အခါမှာအရင်တော့ကလေဝင်နာကိုဓာတ်ဆီအင်ဂျင်တွေမှာထိန်းတာက လီတကားကိုကျိုးနဲ့ထိန်းတယ်ကေဘယ်တိုက်တွေပေါ့နော်ကျိုးနဲ့ထိန်းတယ်လီဗာနင်းရင်လီတကားကပွင့်မယ်လီဗာလွတ်လိုက်ရင်လီတကားကပိတ်မယ်အဲ့လိုပုံစံမျိုးတွေသုံးလာခဲ့ကြတယ်ဒါပေမဲ့နောက်ပိုင်းမော်ဒယ်မြင့်လာတဲ့အခါမှာလီတကားမှာပါပါလာလဲဆိုတော့မော်တာပါဝင်လာတယ်အဲ့ဒါကို throttle aggregator လို့ခေါ်တယ်အဲ့တော့ EFI စနစ်ကိုပြောင်းလဲလာတဲ့အချိန်မှာတော့လေတကားမှာက မော်တာ၃နဲ့ကားရှိသလို ကျိုးနဲ့ကေဗယ်တိုက်နဲ့သုံးတဲ့ပုံစံမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီလေတကားမှာဘာပါလာလဲဆိုတော့ strotel position sensor ဆိုပြီးတော့ပါတယ်အဲ့ဒီ strotel position sensor ကဘာလုပ်ပြီးလဲဆိုတော့ လေတကားဘလောက်ပွင့်လဲဆိုတဲ့ပမာဏကို ECU ကိုသတင်းချက်လက်ပေးပို့ပြီးတဲ့နောက်ပိုင်းမှာ throttle actuator ဖြစ်လာတဲ့အခါမှာနှစ်ပိုင်းကိုပေါင်းဆက်ပေးထားတယ်။တစ်ပိုင်းကမော်တာတစ်ပိုင်းက sensor ဖြစ်တဲ့လေတကားကဘလောက်ပမာဏပွင့်နေပြီလဲဆိုတာကိုအာရုံခံပြီးတဲ့ sensor လေးတက်ဆင်ထားသလို့ လေတကားကဘလောက်ပွင့်ပေးရမယ်ဆိုတဲ့အပိုင်းကိုလုတ်ပေးတယ်အဲမော်တာလဲတက်ထားတယ်အဲ့ဒါကို actuator လို့ခေါ်တာပေါ့နော်အဲ့ဒီ actuator ကိုဘယ်ရခိုင်းလဲဆိုတော့ ECU ကနေခိုင်းတယ်ဘာနဲ့ခိုင်းလဲဆိုတော့ duty ratio နဲ့ခိုင်းတယ်လေတကားကဘလောက်ပွင့်ရမလဲဆိုတဲ့ပမာဏကို ECU ကနေပြီးတော့မှ duty ratio နဲ့ခိုင်းတယ်ခိုင်းပြီးတော့လေတကားက ECU ကနေပြီးတော့ပွင့်ပေးပါဆိုတဲ့ပမာဏတိုင်းပွင့်ရလားဆိုတာကိုတော့ sorted position sensor ကနေအာရုံခံပြီးတော့ ECU ကိုပြန်ပို့ပေးတယ်အဲ့ဒီနေရာမှာ sorted position sensor မှာအဲကျွန်တော်တို့ဒီ sensor နှစ်ခုပါလာတယ် sensor 1 sensor 2ဆိုပြီးတော့ပါလာတယ်ဘာအတွက်လဲဆိုတော့ phase အတွက်ပေါ့နော် sensor 1ပြက်ရင် sensor 2နဲ့အလုပ်လုပ်မယ် sensor 2ပြက်ရင် sensor 1နဲ့အလုပ်လုပ်မယ်ဒါပေမဲ့အရေးကြီးဆုံး sensor ကတော့ sensor 1ဖြစ်ပါတယ် sensor 1ရဲ့ အချက်လက်ကိုပဲ ECU ကအဓိကယူတယ်။အဲ့တော့အဲ့ဒီ sensor တွေကလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့အလုပ်လုပ်ကြတယ်ပေါ့။အဲ့တော့လေတကားကို motor နဲ့လာတဲ့အမျိုးအစားတွေကအတိန်ဆောင်လည်းသိမ်းမခံကြဘူး။နည်းနည်းနှုတ်တယ်။ပုံမှန်ဆိုလို့ရှိရင်ဒီလေတကားတွေကိုစေးကျင်ရင်တော့မှ အဲကျွန်တော်တို့မလုပ်ရလဲဆိုတော့လေတကားကိုရှေ့မှာရှိတဲ့ပိုက်ကိုဖြုတ်လိုက်ဖြုတ်လိုက်ပြီးလို့ရှိရင်မလုပ်ပါလဲဆိုတော့တော့ဖွင့်တော့ဖွင့်ပြီးတော့လီဘာနင်းနင်းထားတဲ့အချိန်မှာလေတကားကပွင့်တယ်ပွင့်ရင်မလုပ်လဲဆိုတော့စီးရင်နဲ့ဖြန်းဖြန်းပြီးရင်တန်ရှင်းလုပ်ပြီးရင်အဲဒီသူ့ရဲ့လေတကားအဲပေါ့နော်တော့ပိတ်တော့ပိတ်လေတကားပြန်ပြီးတော့ပိတ်တယ်အဲ့လိုပုံစံမျိုးနဲ့ပဲလုပ်ရတယ်အဲ့ဒီမှာလေတကားကိုစီးရင်တော့မှ တံဘရက်တွေကြီးဘရက်တွေသုံးပြီးတော့ပုတ်တိုက်လို့မရဘူးပုတ်တိုက်လိုက်ရင်အပေါ်မှာတည်နေတဲ့ကုတ်တင်တွေပါသွားရင်နောက်ဆက်တွဲအနေနဲ့ဘာတွေဒုက္ခပေးလာနိုင်လဲဆိုတော့လေတကားပြတ်တဲ့အဆင့်ကြီးဖြစ်တတ်တယ်ဗောနော်ဒါတွေကဝက်ရှော့မှာမကြာခဏကြုံတွေ့ရတဲ့ပြစ်ချက်တွေဖြစ်တယ်ခါလီမှာဆိုရင်တွေ့ကြုံနှုတ်တဲ့ညီငယ်တွေအနေနဲ့လေတကားကိုဆေးလိုက်တဲ့အခါမှာလေတကားဆေးတိုင်းတော့ဖြစ်တဲ့ပြဿနာတော့မဟုတ်ဘူးအခက်မသိရင် အခုလိုမျိုးအဲလေတကားပြစ်ချက်တွေဖြစ်စေနိုင်တယ်လေတကားကဘာဖြစ်သွားလဲဆိုတော့လုံးဝကိုမပွင့်တော့တဲ့ပြဿနာမျိုးပေါ့နော်လော့ကျသွားတဲ့ပြဿနာမျိုးတွေကြုံရတယ်နောက်တစ်ချက်ကလေတကားကိုစီးတဲ့အခါမှာမော်တာဘက်ချမ်းကိုအောက်မှာထားပြီးတော့လေတကားကိုစီးရင်လေအဲ့ဒီဘက်ချမ်းကိုစီးမလုံလို့စီးရည်ဝင်သွားရင်လေမော်တာကြောင်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်ဒါကြောင့်ပေါ့နော်လေတကားစီးတဲ့အခါမှာလေတော်တော်လေးကိုဂရုစိုက်ရပါတယ်ဒါကတော့လေတကားရဲ့လုံးလုံးတဲ့ပုံစံလေးအကြံမြင်လေးမျှဝေပြီးတာပါလေတကားမှာဝါယာကြိုးအကြံမြင်6ပင်ပါ ါတယ်6ပင်က2ပင်ကမော်တာအတွက်4ပင်ကဆန်ဆာအတွက်ဆန်ဆာအတွက်4ပင်ပါဆိုရင်ဆန်ဆာ2ခုဆိုတော့တကယ်တမ်းဆိုရင်ဆန်ဆာ position ဆန်ဆာတစ်ခုအတွက်ဝါယာ3ပင်လိုမယ် ်အပေါင်း5ဖိုးရှိမယ် ground ရှိမယ် signal ပင်ဆိုပြီးတော့ရှိမယ်တကယ်တမ်းတော့ wire က၄ပင်နဲ့ကြံတာဖြစ်တဲ့အတွက်ဘယ်လိုလုပ်ထားလဲဆိုတော့သူကဘုံနေနဲ့ယူထားတယ်အပေါင်းဂျို5ဖိုးကိုလည်း ECU က5ဖိုးကိုလည်းဘုံယူထားတယ် ground ဂျိုးကိုလည်းဘုံယူထားတယ် sensor 1 signal sensor 2 signal ဆိုတဲ့ပုံစံမျိုးနဲ့သူက wire ၄ပင်နဲ့အဲ့လိုမျိုး၄ပင်ဆိုတော့ အဲဒီမှာအပောင်း ground signal စန်စာ1အတွက်နောက်တစ်ခုက အပောင်း ground signal ဆိုပြီးတော့စန်စာ2အတွက်ဆိုပြီးတော့12ကိုအဲ့လိုပုံစံမျိုးနဲ့အလုပ်လုပ်ထားတယ်တချို့လေတကားတွေမှာကျတော့ wire 10ပင်နဲ့လာတယ်10ပင်ဆိုလို့ရှိရင်တော့တီးတန့်ဖြစ်သွားတာပေါ့ motor အတွက်2ပင်စန်စာအတွက်က6ပင်စန်စာအတွက်6ပင်ဆိုတော့စန်စာအဲတခုကို wire 3ပင်ဖြစ်တဲ့အတွက်စန်စာ2ခုဆိုတော့ wire 6ပင်ပေါ့တီးတန့်ဖြစ်သွားတယ် fiber 2ပင်ရှိမယ် ground 2ပင်ရှိမယ် signal 2ပင်ရှိမယ်ဒီလိုပုံစံမျိုးလေးပါเนาะဒါကတော့သူ့ရဲ့ အဲဒီလေတကားရဲ့ဝါရင်းလိုက်မယ်ဆိုလို့ရှိရင်လည်းလိုက်လို့ရအောင်တခါလေးမျှဝေပြီးတာပါဒါဆိုလို့ရှိရင် engine ဘူလာမှလီဘာနင်းလို့ရတဲ့အဖြစ်ချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်ကြရအောင်ဒါဆိုရင်နံပါတ်1အနေနဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေအဓိကကြတဲ့အကြောင်းရင်းတွေပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်ကျွန်တော်ခုဆွေးနွေးတဲ့အပိုင်းကအဖြစ်များတဲ့ပြစ်ချက်တွေကိုအခြေခံပြီးတော့ဆွေးနွေးတာပါထူးထူးခြားခြားကြုံရတဲ့တခြားပြစ်ချက်တွေလည်းရှိလာနိုင်ပါသေးတယ်เนาะအဲ့တော့နံပါတ်1အနေနဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေထဲမှာဘာတွေစဉ်းစားရမလဲဆိုတော့ အပူချိန်ပေါ်မူတည်ပြီးတော့အလုံးလုံးတဲ့ sensor တွေဖြစ်တဲ့ engine coolant temperature sensor engine coolant temperature sensor ပြည့်ချက်ဖြစ်လို့ရှိရင်လည်းအခုလိုပြဿနာမျိုးဖြစ်တတ်ပါတယ်ဒါကလည်းလုံးဝမဖြစ်တဲ့ပြဿနာမျိုးမဟုတ်တို့အများတိုင်းဖြစ်တဲ့ပြဿနာမျိုးလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့စဉ်းစားရမှာကဒီပူလာတဲ့အချိန်ကြမှာလီဘာနင်းလို့ရတယ်ဆိုရင် အင်ဂျင်ကူလန့်တမ်ပေချာစင်ဆာကိုလည်းသတိထားရမယ်စင်ဆာကြောင်နေသလားစင်ဆာရဲ့ဒီခုခံအားတွေမှန်ရလားပေါ့နော်ဒီဘိုင်းနေစစ်ဆေးပေးဖို့လိုအပ်တယ်နောက်တစ်ချက်အနေနဲ့ကကြတော့အဲကျွန်တော်တို့ဒီ C line နဲ့ပတ်သက်တဲ့ C ပေါ့နော် fuel temperature sensor တွေ fuel temperature sensor တွေဒုက္ခပေးရင်လေအခုလိုပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်ဘာဖြစ်လဲဆိုတော့သူကအဲဥမာပေါ့နော်ဒီ C ရဲ့လောင်စာ C ရဲ့အပူချိန်မမှန်ဘူးလို့ပြမယ်အဲ့ဒီကနေ data အမှားယွင်းနေကြောင်းလီဘာပေးမင်းနဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်ဝါဒနမီဂျာဆန်ဆာလို့ခေါ်တဲ့ ECD ဆန်ဆာအင်ဂျင်ကူလန့်တမီဂျာဆန်ဆာဒုက္ခပေးရင်လည်းဘာဖြစ်လဲဆိုတော့ဥမာပေါ့ဗျာကျွန်တော်တို့အင်ဂျင်ရဲ့အင်ဂျင်ရဲ့ဒီဘယ်လိုပြောမလဲအေးပေးတဲ့စနစ်ပေါ့ကူလင်းစနစ်ပေါ့နော်အေးပေးတယ်ဆိုတာထက်အေးထိန်တဲ့စနစ်ပေါ့ဒီဟာနဲ့ပတ်သက်တာလေကျွန်တော်တို့ဒါဖြစ်နိုင်တဲ့အကြောင်းရင်းတွေမှာစဉ်းစားရမှာကဘာဖြစ်လို့အင်ဂျင်ကူလန့်တမ်ပရေချာဆန်ဆာကိုပြောရလဲဆိုတော့ ကျွန်တော်တို့ဒီအင်ဂျင်ကူးလန့်နမီတာဆန်ဆာကလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့ EFI ကားအင်ဂျင်တွေကအလုပ်လုပ်တာဖြစ်တဲ့အင်ဂျင်ကအေးနေရင်ကောင်းကောင်းလုပ်မလို့ဘူးကျွန်တော်တို့ရဲ့လူခန္ဓာကိုယ်လိုပဲစောင်းရာသီတွေမှာအရန်အေးနေရင် ခန္ဓာကိုယ်ကသွေးမပူသေးဘူးဆိုရင်အိပ်ယာထဖို့တောင်ပြင်းတယ်ထတဲ့အခါမှာလည်းလူကဘယ်လိုပြောမလဲဆိုတော့ဒီကိုယ်လက်လှုပ်ရှားမှုမရှိဘူးသွေးတွေလည်ပတ်မှုကောင်းကောင်းမရှိသေးဘူးသွေးတွေမပူသေးဘူးဆိုရင်လမ်းလျှောက်ရတာတော့တုံဆိုင်တုံဆိုင်ဖြစ်နေတယ်ဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့အင်ဂျင်ကလည်းဒီလိုပုံစံမျိုးပဲအေးနေရင်သူရဲ့ဆွမ်းဆောင်ရည်အပြည့်အဝမရဘူးအဲ့လိုဆွမ်းဆောင်ရည်အပြည့်အဝမရတဲ့အတွက်ဘာဖြစ်လဲဆိုတော့အင်ဂျင်ပူဖို့လိုအပ်တယ်အဲ့တော့ EFI ဇနစ်ကားတွေမှာအင်ဂျင်ပူဖို့အတွက် ဘာလုပ်ပြီးလဲဆိုတော့ ECU ကအင်ဂျင်ကူးလန့်တမ်ပရေချာဆန်ဆာကလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့အင်ဂျင်အေးနေရင်အင်ဂျင်တာကိုစီပိုကျွေးတယ်လေတကားမှာရှိနေတဲ့ ISC ပါအဲတကယ်လို့ကျိုးကျိုးနေပေါ့နော်အဲလေတကားကဒီပါနင်းရင်ကျိုးနေလာတဲ့ပုံစံမျိုးဆိုရင် ISC ပါပါတယ်အဲ့ဒီ ISC ပါလေးကို ပွင့်ပေးတယ် ECU ကများများဖွင့်ပြီးတော့လေကိုများများပေးဝင်တယ် C ကိုလည်းပို့ပြီးတော့ကျွေးတယ်အဲ့တော့ C ကိုလည်းပို့ကျွေးတယ်လေကိုလည်းများများဖွင့်ပေးတဲ့အတွက် engine RPM က engine အနေနဲ့ချိန်မှာ RPM 1200 1300 1500အဲ့လောက်ထိဖြစ်နေတယ်ဒါပေမဲ့ engine သတ်မှတ်ထားတဲ့သူ့ရဲ့အပူချိန်တစ်ခုရောက်သွားပြီ NOD လို့ခေါ်တဲ့ normal operation temperature တစ်ခုကိုရောက်သွားပြီဆိုရင်ဘာဖြစ်လဲဆိုတော့ engine RPM ကကျသွားတယ်ဥပမာပြောမယ်ဆိုရင်ဗျာ80နဲ့90ကြားပေါ့အဲ့လောက်ဖြစ်သွားပြီဆိုတာနဲ့သူက အင်ဂျင် RPM ကဖြည်းဖြည်းချင်းကျသွားတယ်ကျသွားပြီးတော့ RPM က650 900 950 800အစရှိသည့်ဖြစ်ပါတော့အဲ့ဒီ RPM ပေါ့ engine level မှုကိုရောက်ရှိသွားတယ်အဲ့လိုပုံစံမျိုးရောက်ရှိဖို့အတွက်ဘယ်ရဲ့ data အချက်လက်ကိုအဓိကယူလဲဆိုတော့ ECD လို့ခေါ်တဲ့ engine coolant temperature sensor ရဲ့အချက်လက်ကိုအဓိကယူတယ်အဲ့ဒီမှာဟိုကျွန်တော်တို့ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုစဉ်းစားတဲ့အခါမှာ ECD sensor ကိုဦးစားပေးပြီးစဉ်းစားရတယ်ဆိုတာက ECD စင်ဆာရဲ့ခုခံအားအုံးပေါ့နော်အဲ့ဒီခုခံအားတွေမမှန်ရင် ECU က data အချက်လက်တွေမှားခဲ့ရင် စီပိုမပေးခဲ့ဘူးဆိုရင်လီဘာပေးမနေတာမျိုးတွေဖြစ်တတ်တယ် fuel lean ဖြစ်တာပေါ့နော်စီကြတွေနေတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့ကားကလီဘာပေးမနေတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်ဒါကဖြစ်နိုင်တဲ့ပြဿနာတွေအဲ့ဒီမှာမှ ECD စင်ဆာကကြောင်ပြီးတော့မှ အင်ဂျင်ပူလာပြီဆိုတော့မှသူ့ရဲ့တတ်မှတ်ထားတဲ့အပူချိန်အဲတခုကိုရောက်ပြီဆိုတော့မှကောင်းကောင်းပြန်ပြီးလှုပ်လှုပ်တယ်အဲ့ဒီအချိန်ကျမှစီလီချိုးကပြန်မှန်သွားတဲ့အတွက်လီဘာပြန်ပြီးတော့နင်းလို့နင်းလာလို့ရလာတဲ့ RPM ပြန်မှန်သွားတယ်ပေါ့ဒီလိုပြဿနာမျိုးတွေလည်းကြုံတွေ့နေနိုင်တယ်ဒါကြောင့် ECD စင်ဆာကိုလည်းအဓိကထားပြီးဆက်ရမယ်ဒါကဖြစ်နိုင်တဲ့အကြောင်းရင်းတွေထဲမှာနံပါတ်1အနေနဲ့ဆက်ရမယ်အကြောင်းဖြစ်တယ် နံပါတ်1အနေနဲ့ဘာကိုစစ်ရမလဲဆိုတော့ strategy လို့ခေါ်တဲ့လေတကားကိုစစ်ဆေးဖို့လိုအပ်ပါတယ်အဲ့တော့လေတကားကိုဘာဖြစ်လို့စစ်ဆေးရမလဲဆိုတော့လေတကားကအဲဥမာပေါ့နော်ဒီခုနပြောသလိုလေတကားမှာဆိုလို့ရှိရင်ကျိုးနဲ့လာတဲ့အမျိုးအစားရှိမယ်နောက် modern နဲ့လာတဲ့အမျိုးအစားရှိမယ်ကျိုးနဲ့လာတဲ့အမျိုးအစားမှာဆိုလို့ရှိရင်တော့သူကဖြစ်နိုင်ကြီးရခိုင်နှုန်းနည်းတယ်ဘာကြောင့်လဲဆိုတော့သူကကျိုးကလီဘာနင်းလိုက်ရင်ပွင့်မယ်လီဘာလွတ်လိုက်ရင်ပိတ်မယ် ပြီးရင်အဲသူရဲ့ဒီ ISC ဘားလေးကလည်းလုံးလုံးမယ်အဲ့ဒီမှာ ISC ဘားကောင်းကောင်းလုံးမလုံးရင်ဘာဖြစ်မလဲဆိုတော့ idea မှာ slow မငြိမ်တာမျိုးပဲဖြစ်မယ် idea မငြိမ်ဘူး idea မှာ engine ရက်သွားတယ်ဒါမျိုးတွေပဲအဓိကဖြစ်မယ်ပေါ့နော်ဒါပေမဲ့ liver ပေးမနေတဲ့ပြဿနာမျိုးတွေကနည်းတယ်ဒါပေမဲ့ကျွန်တော်တို့ဖြစ်တတ်တာကတော့ throttle position sensor ကြောင့်လည်းဖြစ်တတ်တယ်ပေါ့ဗျာသူက throttle position sensor ပါလာရင်အဲ့ဒီ sensor ရဲ့ data ချက်လက်မှန်ယူနေဆိုရင်လေ liver ပေးမနေတဲ့ပြဿနာ liver နင်းမြတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်အထူးသဖြင့်အများဆုံးဖြစ်တဲ့အပြစ်ချက်ကကြ တော့ဒီလေတကားမှာမော်တာနဲ့လာတဲ့မော်တာနဲ့လာတဲ့အမျိုးအစားဆိုတော့ဒီဒီအက်ကူတာပေါ့နော်ဆိုတော့ဒီအက်ကူတာလို့ခေါ်တဲ့လေတကားကိုမော်တာနဲ့လာတဲ့အမျိုးအစားမှာကကြတော့အဲ့လိုမျိုးဖြစ်တဲ့ဖြစ်စဉ်တွေကတော်တော်များများကြုံရတယ်မော်တာအားနေသွားတာမော်တာကပူလာမှအလုံးလုံးတာမျိုးတွေပူလာရင် လုံးဝအလုံးလုံးမလုံးတာမျိုးတွေပေါ့နော်အခုကတော့အင်ဂျင်ပူလာမှလီဘာနင်းလို့ရတာဆိုတော့ ဲမော်တာကဒီ throttle actuator ကပူလာမှအလုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ကလေတကားရဲ့လေတကားမော်တာရဲ့ခုခံအားတိုင်းဖို့လိုအပ်ပါတယ်တိုးတာကြီးတော်တော်များများတော့ဗျာသူတို့သတ်မှတ်ချက်ကတော့300နေအဲတရာအုံးကြားလို့သူတို့သတ်မှတ်ထားတယ်ပေါ့နော်3အုံးကနေ100အုံးပေါ့နော်အဲ့ဒီကြားမှာရှိတယ်လို့တော့သူတို့သတ်မှတ်ထားတယ်ဒါပေမဲ့တခြားကားတွေမှာတော့သူ့ရဲ့ခုခံအားတွေကအမျိုးမျိုးရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ မော်တာလဲဆန်းကြည့်ရမှာပေါ့မော်တာဆိုရင်မဲ့လေလေတကားတစ်ခုလုံးကိုလဲဆန်းကြည့်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့အဲ့ဒီလေတကားမှာကာဗွန်ကျိုးတွေများနေတာပေါ့ကြီးတွေတအားများနေတာပေါ့နော်အဲ့လိုပြစ်ချက်တွေကလည်းဒီလိုအလားတူပြဿနာမျိုးအင်ဂျင်ပူမှလေပါနင်းလို့ရတယ်ဆိုတဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်ပါတယ်အဲ့တော့ဒီလိုပြဿနာမျိုးတွေကလေတကားကြောင့်လည်းအဓိကဖြစ်စေနိုင်တဲ့အတွက်ဒုတိယအချက်အနေနဲ့လေတကားလို့ခေါ်တဲ့ throttle ကိုလည်းစစ်ဆေးပြီးဖို့လိုအပ်ပါတယ် နံပါတ်3အနေနဲ့ကတော့ fuel pressure မှန်မှန်စစ်ဆေးပြဖို့လိုအပ်တယ် fuel pressure မှန်မှန်ဆိုတာကဥမာပေါ့တိုင်ကီပန့်ပေါ့တိုင်ကီထဲမှာရှိနေတဲ့စီပန့်ပြစ်ချက်ဖြစ်နေတယ်ဆိုရင်ပူလာမှလီဘာနင်းမရတာသို့မဟုတ်ပူလာမှလီဘာနင်းလို့ရတာဆိုတဲ့ပြဿနာမျိုးကတိုင်ကီပန့်နဲ့လည်းသက်ဆိုင်နေလို့ပြောလို့ရတယ် fuel pressure ပေါ့ဒီလောင်စာဆီရဲ့ဖိအားအားနည်းနေတာပေါ့နော်အဲ့လိုမျိုးပြဿနာကြီးအောင်ဖြစ်တတ်ပါတယ်ဒါကြောင့် PR နည်းနိုင်တဲ့ပြစ်ချက်တွေထဲမှာ လျှက်စစ်ပိုင်းကြောင့်စဉ်းစားရမှာပေါ့သူကပူလာမလလုတာဆိုတော့လျှက်စစ်ပိုင်းကြောင့်ဖြစ်တတ်တယ်ဖြစ်တတ်တယ်ပေါ့နော်ဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ကအဲဒီဖြူပန်းနဲ့ပတ်သက်တဲ့ပြစ်ချက်မျိုးတွေကိုစဉ်းစားပြီးဖို့လိုအပ်တယ်တခါတလေမှာဘာကြောင့်ဖြစ်တယ်လဲဆိုတော့အင်ဂျင်တာကြောင့်လည်းဖြစ်တတ်တယ်အင်ဂျင်တာတွေကအေးနေရင်ပိတ်နေတယ်ဘောဒီ ECU ကနေဖွင့်ပြီးဖို့အတွက်အဲတိတ်အဆင်မပြေဘူးပူလာတဲ့အချိန်ကျမှပွင့်သွားတယ်အဲ့လိုမျိုးကြောင့်လည်းဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့က C line ကိုစဉ်းစားရမယ် CPR ဆိုရင် C band ပေါ့နော် EFI band ကိုစဉ်းစားရမယ် C ကြတွေဆိုရင်တော့ injector ကိုစဉ်းစားရမယ်အဲ့တော့နံပါတ်3အနေနဲ့က fuel pressure နဲ့ injector တွေကိုစစ်ဆေးပြီးဖို့လိုအပ်ပါတယ်နော်ဒါလေးတွေကအရန်ကိုအရေးကြီးပါတယ်နံပါတ်4ကတော့ beacon leak ပေါ့နော် beacon leak ဆိုတာကတော့ pipeline တွေပေါက်တာပေါ့နော် pipeline တွေပေါက်တယ် pipeline တွေကွဲတယ်ဆိုတဲ့ပြဿနာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လေပိုက်တွေပေါ့နော်လေပိုက်တွေ ွဲတာပောက်တာအက်တာဒါမျိုးတွေမကြခဏကြုံရတယ်။လေပိုက်တွေကလည်းတတန်းတစ်ခုကြာသွားရင်လဲပေးဖို့လိုအပ်တယ်။အဲ့ဒါကိုကျွန်တော်တို့ကမလဲမန်းနဲ့ဒီတိုင်းသုံးရင်နောက်ဆက်တွဲအနေနဲ့လေပိုက်ကွဲတဲ့ပြဿနာတွေလေပိုက်အက်တဲ့ပြဿနာတွေကြောင့်လေဝင်တာတွေမမှန်ဘူး။ဥမာဆန်စာရဲ့ရှေ့မှာလေပိုက်ကွဲလို့အက်လို့ဆိုရင်တော့နည်းနည်းတော်သေးပေမဲ့ဆန်စာရဲ့နောက်မှာဖြစ်သွားရင်ဆန်စာကလေဝင်တဲ့ပမာဏကိုအတိကျအာယုံခံဖို့အတွက်ခက်ခဲသွားတယ်။အဲ့လိုမျိုးပြဿနာတွေကြောင့် system 2 link system 2 reach ပေါ့နော် p0171 P0172 ဆိုတဲ့ပြစ်ချက်မျိုးတွေဖြစ်စေနိုင်တယ်။အဲ့လိုဖြစ်လာရင်နောက်ဆက်တွဲနေတဲ့ဘာတွေဖြစ်လာနိုင်လဲဆိုတော့အခုလိုမျိုးလီဘာပေးမနေတဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်လေးပိုက်တွေကွဲနေသလားအဲ့နေသလားပေါက်နေသလားဆိုတာစဉ်းစားရမယ်။ပြီးခဲ့တဲ့ရပိုင်းက4 Ranger တစ်စီလီဘာနင်းမရလို့ဆိုပြီးတော့ရောက်ရှိလာတဲ့ကားဆိုရင်လေသူကပူမနင်းလို့မရတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့လီဘာပေးမနေတာမျိုးပေါ့နော်။ဝင်တဲ့လီဘာနင်းလို့မရတာဂုံးတက်ဒီမှာလီဘာနင်းလို့မရတာဒီလိုပြဿနာမျိုးတွေကြုံရတာအဲ့လိုမျိုးတွေကြုံရတဲ့အခါကျတော့ ဘာကြောင့်ဖြစ်တာလဲဆိုတော့စစ်စည်းတဲ့အခါမှာဒီကားတွေမှာအများဆုံးကြုံရတဲ့ပြစ်ချက်ကလေပိုက်ကြီးကွဲတာပေါက်တာနောက်သူ့မှာအဲဒီတာဘူချာချာပါတဲ့အတွက်တာဘူချာချာကနေပြီးတော့မှလေကိုဖိအားနဲ့ကျစ်လိုက်မယ် ြစ်လိုက်ပြီးတော့မှ intercooler တွေကိုရောက်တယ် intercooler ပေါက်လို့ရှိရင်လည်းဒီလိုအနာရုပြဿနာမျိုးတွေဖြစ်စေနိုင်တယ်အဲ့လိုမျိုးဆိုတော့သူ့ရဲ့ intercooler ပဲပေါက်သလားဒါမှမဟုတ်ရင်လေပိုက်တွေကွဲသလားပေါ့စစ်ဆေးတဲ့အခါမှာလေပိုက်ကွဲလို့ဒီလိုပြဿနာမျိုးတွေကြုံရတာဒါကြောင့်လေပိုက်နဲ့ပတ်သက်တဲ့အပိုင်းတွေကလည်းအရင်ကိုအရေးပါတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလေပိုက်တွေနဲ့ပတ်သက်တဲ့အပိုင်းတွေဆက်ရမယ် PCB ဘားတွေနဲ့ပတ်သက်တဲ့အပိုင်းတွေဆက်ရမယ်ပိုက်တွေရဲ့ ခလစ်ဒီလုံမလုံဆိုတာကိုတေချာလေးစစ်ဆေးပြဖို့လိုအပ်ပါတယ်။ဒါတော့နံပါတ်၄အနေနဲ့စစ်ဆေးရမယ့်အပိုင်းပါ။နံပါတ်9အနေနဲ့စစ်ဆေးရမယ့်အပိုင်းကတော့ဒါနံပါတ်1ရဲ့ခေါင်းစဉ်အောက်ပါပဲပေါ့နော်နံပါတ်9အနေနဲ့ဒီဖြစ်နိုင်တဲ့ပြစ်ချက်တွေကိုစဉ်းစားတဲ့အခါမှာ ISC ပါဒီ ISC ပါပြစ်ချက်ကတော့ပူလာတဲ့အချိန်ကြမှာလီဘာနင်းလို့ရတဲ့ပြဿနာနဲ့တော့မဆိုင်ဘူးဒါပေမဲ့ဒီ ISC ပါရဲ့ပြဿနာမှာ သူက ပြောမယ်ဆိုရင်အင်ဂျင် အင်ဂျင် idea အနေထားမှာလေဝင်ကိုအဓိကထိမ့်ပေးနေတာထိမ့်ပေးနေတာဖြစ်တဲ့အတွက် ISC ပါဂျမ်းဖြစ်တဲ့ပူလာတဲ့အချိန်ကြမှာအဲပြောမယ်ဆိုရင်နည်းနည်းလေးအလွတ်လွတ်သွားတယ်ပေါ့ဒါဆိုလို့ရှိရင်ပူလာတဲ့အချိန်ကြမှာအင်ဂျင် RPM ကမှန်ပြီးတော့ဒီ အင်ဂျင်အေးနေတဲ့အချိန်မှာ RPM အတက်ကြတွေဖြစ်နေတာမျိုးတွေ RPM မမှန်တာမျိုးတွေမငြိမ်တာမျိုးတွေဆလုံးမငြိမ်တာမျိုးတွေဖြစ်ရင်တော့ ISC ဘာရဲ့လောလောပုံလေးကိုအဲကျွန်တော်အနေနဲ့စစ်ဆေးပေးဖို့လိုအပ်တယ်လိုအပ်ရင် ISC ဘာကိုစေကျော်ပေးဖို့လိုအပ်ပါတယ်ဒါကတော့ ဖြစ်နိုင်တဲ့အပြစ်ချက်တွေကိုထည့်သွင်းစဉ်းစားတာပါအဓိကကြတဲ့အချက်လက်တွေထဲမှာ ECD စင်ဆာပေါ့နော် engine cooler temperature စင်ဆာရှိမယ် fuel temperature စင်ဆာရှိမယ်ဒါတော့စင်ဆာပိုင်းကစဉ်းစားတာနောက်တစ်ခုကလေတကားနဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်အနေနဲ့စစ်ဆေးပြီးဖို့လိုအပ်တယ်နောက်တစ်ချက်ကတော့ fuel အဲ pressure နဲ့ပတ်သက်တဲ့အပိုင်း C line နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးပြီးဖို့လိုအပ်တယ်နောက်တစ်ချက်အနေနဲ့ကတော့ C line အဲလေ line နဲ့ပတ်သက်တဲ့အပိုင်းကိုစစ်ဆေးပြီးဖို့လိုအပ်ပါတယ်အဲ့ဒီလေးချက်ကတော့အဓိကကြတဲ့အချက်တွေဖြစ်တယ်။ ISC ဘာရဲ့ဖြစ်စဉ်ကကြတော့နည်းနည်းလေးတော့ပုံစံကွဲတယ်ပေါ့ဗျာ။ဒါပေမဲ့ ဲ့သူလည်းထည့်သွင်းစဉ်းစားရမယ်ထင်မှာပါဝင်ပါတယ်။ဒါဆိုရင်နံပါတ်1အချက်ကိုစဉ်းစားကြည့်ကြရအောင်။နံပါတ်1ကကြတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အကျိုးဆက်တွေအဲ့လိုမျိုး ြစ်ချက်ဖြစ်ပြီဆိုရင်နောက်ဆက်တွဲဘယ်လိုမျိုးအပြစ်ချက်တွေဘယ်လိုမျိုးစိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတော့အင်ဂျင်နှိုးရခတ်တဲ့ပြဿနာမျိုးတွေဖြစ်လာနိုင်တယ်အေးတဲ့အချိန်မှာပေါ့နော်အင်ဂျင်အေးနေတဲ့အချိန်မှာအင်ဂျင်နှိုးရခတ်တဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်နောက်တစ်ချက်က misfire ဖြစ်နိုင်တယ်မီးပေါက်စင်တွေမမှန်ဘူးနောက်အင်ဂျင်အဲဘယ်လိုပြောမလဲလီဘာနင်းတဲ့အခါမှာ RPM အတက်ကြတွေဖြစ်တာလီဘာတော့နင်းလို့ရပြီမြေ RPM အတက်ကြတွေဖြစ်တဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်နောက်တစ်ချက်အနေနဲ့က လောင်စာစီစာများတဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်။အင်ဂျင်ချက်မီလင်းစေနိုင်တယ်။နောက်တစ်ချက်ကစီလီချိုးတွေမမှန်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့ကြောက်စကားနဲ့အောက်ဆီဂျင်ဆန်စာတွေမြ мян ဆန်ဆန်ပျက်စီးစေနိုင်တယ်။အဲ့တော့ဒါကတော့နောက်ဆက်တွဲအနေနဲ့ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကဘာတွေစစ်ဆေးရမလဲ။စစ်ဆေးရမယ့်အပိုင်းကနံပါတ်1ရှင်းပြခဲ့တဲ့အပိုင်းတွေစစ်ဆေးလိုက်မယ်ဆိုလို့ရှိရင်တော့ပြည့်စုံတယ်လို့ပြောလို့ရတယ်။အဲ့တော့စစ်ဆေးရမယ့်အပိုင်းတွေထဲမှာ ECD စင်ဆာရယ်ဖြူရတမီချာစင်ဆာရယ်အဲ့တော့တချို့ကားတွေမှာဖြူရတမီချာစင်ဆာမပါဘူးဆိုရင်တော့ ECD စင်ဆာကိုအဓိကထားပြီးတော့ဆက်ရမယ်နံပါတ်1အနေနဲ့က Strotter Strotter နဲ့ပတ်သက်တဲ့လေတကားနဲ့ပတ်သက်တဲ့အပိုင်းကိုဆက်ရမယ်နံပါတ်3အနေနဲ့ C line နဲ့ပတ်သက်တဲ့အပိုင်းပန့်လားအင်ဂျက်တာလားပေါ့နော်ဒါကိုဆက်ရမယ်နံပါတ်4အနေနဲ့ Begin Leap လေဟာနေပေါ့လေပိုက်ဒီပေါ့နော်ကွဲလားပေါက်လားအက်သလားကလစ်ဒီပြုတ်သလားပေါ့နော်လေဂျစ်ဒီအဲအထိုင်မကျဘူးလားဒါတွေပါစစ်စစ်ပြီးလိုအပ်တယ်နံပါတ်5အနေနဲ့ကတော့ ISC လို့ခေါ်တဲ့ Idea Air Controller, Idea Speed Controller ကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်เนาะ။ဒါဆိုရင်ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ကားရဲ့ပြစ်ချက်တွေပေါ့နော်။ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်တို့ workshop မှာကြုံတွေ့ခဲ့ရတဲ့ကားရဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြကြရအောင်။ဒဇီးကကြတော့ဘာပြစ်ချက်ကြုံရလဲဆိုတော့ Toyota Harrier မှာကြုံရတဲ့ပြစ်ချက်ပါ။ engine ကကြတော့ 1MZFE engine နဲ့ပေါ့။သူက3.0 V6 engine ဖြစ်ပါတယ်။အဲ့ဒီ engine မှာကကြတော့ဘာဖြစ်တာလဲဆိုတော့သူက ECD စန်စာနဲ့ပတ်သက်ပြီးတော့ပြည့်ချက်ဖြစ်တာစန်စာတွေကဗျာပြတ်တာလားဆိုတော့ပြတ်တာလည်းမဟုတ်အဲပြောမှဆိုရင်လဲလောက်ရတယ်ဆိုတဲ့အနေအထားမျိုးလဲသူကမဟုတ်ဘဲနဲ့ကြောင်တာအဲ့တော့ကောင်းလိုက်မကောင်းလိုက်ဖြစ်တာကောင်းလိုက်မကောင်းလိုက်ဖြစ်တာဆိုတော့သူကကောင်းရင်လဲကောင်းနေတာအဲ့တော့ အဲ့ဒီ data ချက်လက်နဲ့ပတ်သက်ပြီးတော့စစ်ဆေးလို့ရှိရင်ကောင်းတဲ့ချိန်ဆိုရင်ဘာ error မှမရှိဘူးသူမှကလုံးဝကိုဟို data တွေကမှန်နေတာဒါပေမဲ့တစ်ချက်ချက်ထားဖောက်တာပေါ့နော်အဲ့တော့အုံတိုင်းကြီးရင်လည်းတတ်မှတ်တဲ့အုံအတွင်းကရှိနေတာဒီလိုပြဿနာမျိုးတွေကြုံရတာပေါ့နော်ဒါကြောင့် ECD sensor နဲ့ပတ်သက်ပြီးတော့သူကကြုံရတဲ့ပြဿနာအဲ့ဒါက 1MZFE engine မှာကြုံရတဲ့ ECD sensor short ဖြစ်တာ short ဖြစ်ပြီးတော့မှနောက်ဆက်တွဲကြုံရတဲ့ပြဿနာမျိုးကြုံတွေ့ခဲ့ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ ECD sensor နဲ့ပတ်သက်ပြီးတော့စဉ်းစားစရာကတချို့က engine တွေမှာ ECD စင်ဆာနှလုံးပါတယ်တစ်လုံးက engine မှာတစ်လုံးကရေတိုင်ကြီးမှာဥမာ Honda တွေပါလေဆိုရင်နှလုံးပါတဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ ECD စင်ဆာကဘယ်စင်ဆာပဲဖြစ်ဖြစ် ဲ1ပဲဖြစ်ဖြစ်စန်စာ2ပဲဖြစ်ဖြစ်အရေးကြီးပါတယ် ECU စန်စာမှာအကြမ်းမြင့်ဝါယာနှစ်ပင်နဲ့လာတယ်တပင်က5ဗိုးတပင်က ground ECU တဲကိုနှစ်ပင်လုံးသွားတယ်အဲ့ဒီမှာ5ဗိုးနဲ့ ground ကသော့ဖွင့်ရင်5ဗိုးရောက်မယ် ground ကရှိနေမယ်ဒါဆိုရင်စန်စာဖြစ်တဲ့ပြစ်ချက်အဖြစ်များတယ်အဲ့ဒီနေရာမှာဒီစန်စာကလုံးဝ open circuit ဖြစ်သွားပြီးစန်စာပြတ်သွားပြီပေါ့ကျိုးပြတ်တဲ့ပုံစံမျိုးပေါ့ open circuit ဖြစ်ပြီဆိုရင်တော့ဘာဖြစ်တယ်လဲဘာဖြစ်လဲဆိုတော့ပန်ကာတွေတိုက်ရိုက်လေတယ်ဒီ ဘရီတာကူလင်းဖန်အင်ဂျင်ကူလင်းဖန်လေးပေါ့ဗျာတိုက်ရိုက်လေတဲ့မော်တာနဲ့လာတဲ့အမျိုးအစားတွေမှာဆိုရင် တိုက်ရိုက်လေပါတယ်နော်ဒါကတိုတာဟာရီယာမှာဂျုံတွေးခဲ့ရတဲ့ 1ZF အင်ဂျင်မှာဂျုံတွေးခဲ့ရတဲ့ ECD စင်ဆာရှော့ကြတဲ့ပြစ်ချက်ပါဒုတိယကားတစ်စီးကတော့တိုတာအဲ Grand High မှာဂျုံတွေးခဲ့ရတဲ့ပြစ်ချက် Grand High မှာတော့ 1KZTE အင်ဂျင် 1KZTE အင်ဂျင်မှာလည်းအဲ့လိုမျိုးပဲဗျလီဘာပေးမနေဘူး ဒီပါပေးမနေတဲ့ပြဿနာဘာကြောင့်ဖြစ်လဲဆိုတော့အဲ့ဒီ ECD စံသာပဲဒုက္ခပေးတာ short ကြတာပဲပေါ့နော်သူလည်း short ကြပြီးတော့ဒီပါပေးမနေတဲ့ပြဿနာမျိုးဂျုံရပါတယ်ဒီလိုပြဿနာမျိုးတွေဂျုံတွေးခဲ့ရတယ်နောက်ထပ်တစ်စီးကတော့ Nissan Citroen မှာဂျုံတွေးရတဲ့ပြစ်ချက် Nissan Citroen မှာကကြတော့သူကကြတော့ဒီလီပါပေးမနေတဲ့ပြစ်ချက်တခုတည်းမဟုတ်ဘူး engine တုံတဲ့ပြဿနာပါဂျုံရတယ်အဲ့ဒီကားမှာကကြတော့အော်သူ့ရဲ့ပြစ်ချက်ကနည်းနည်းစုံသွားတယ်သူ့ရဲ့ပြစ်ချက်ကကြတော့ ဒီ ECD sensor ရှော့ကြတာကတပိုင်းနောက် injector မကောင်းတာတပိုင်းပေါ့ဗျာเนาะအဲ့လိုမျိုးသူကကြုံရတယ် injector တွေကောင်းမင်မဲ့လေ ECD sensor ဒုက္ခပြီးတဲ့အတွက် liver ကောင်းကောင်းပြီးမနှင်းမှု engine တုံနဲ့ပြဿနာဖြစ်တာအဲ့တော့သူကတော့ ECD sensor ရှော့ကြတာမဟုတ်ဘူးအဲ့ဒီ ECD sensor ရဲ့ wire ရှော့ကြတာ wire ရှော့ကြပြီးတော့မှနောက်ဆက်တွဲဒုက္ခပြီးသွားတယ်လို့ပြောလို့ရတယ်ဒီလိုမျိုးပေါ့เนาะဝဲရှော့တွေမှာဒီလိုပြဿနာမျိုးတွေလည်းကြုံတွေ့ရပါတယ်ဒါကတော့ ဒီဗီဒီယိုဖိုင်မှာမျှဝေပေးခြင်းနဲ့အင်ဂျင်ပူလာတဲ့အချိန်ကြမှာလီဘာပေးနင်းတဲ့ဆိုတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုမျှဝေပေးခဲ့တာပါကျွန်တော်ခုရှင်းပြခဲ့တဲ့မျှဝေခဲ့တဲ့အပိုင်းတွေမှာအဖြစ်များတဲ့အပိုင်းကိုပဲမျှဝေခဲ့တာဖြစ်ပါတယ်တကယ်လို့ပေါ့နော်တခြားသောပြစ်ချက်တွေကြောင့်လည်းဒီလိုအလားတူပြဿနာမျိုးကြုံရပါတယ်အင်ဂျင်ပူလာပြီးဆိုတော့မှလီဘာပေးနင်းပေးနင်းတဲ့ပြစ်ချက်မျိုးတွေကတခါလေမှ ECU ရောက်နေလဲဖြစ်တတ်တဲ့ ECU ရဲ့ ဝါရီမိုင်းကြောင့်လည်းဝါရီမိုင်းကြောင့်လည်းဖြစ်တတ်တယ်။ခါကြရင် resistor လေးကြောင့်လည်းဖြစ်တတ်တယ်။ခါကြရင်တခြားသောအပိုင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်နော်။ VVDI ကြောင့်နဲ့ VVDI နဲ့ပတ်သက်တဲ့ပြစ်ချက်တွေကြောင့်လည်းဒီလိုအလားတူပြဿနာမျိုးတွေကကြုံတွေ့နေနိုင်ပါတယ်။ဒါကတော့အဖြစ်များတဲ့ပြစ်ချက်တွေကိုမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘူဒရာပြင်မျှဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်။အားပေးတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။